လာပါရှင်ကျမတို့ကိုခတ်တာပါ DVO မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ပြည်တွင်းဆက်သုံးစီဈေးတွေကနှစ်ပတ်ဆက်တိုက်ပြန်လည်ကျဆင်းလာပြီးအောက်တိန်92တလီတာဈေးနှုန်းက10800အောက်ထိရောက်ရှိလာပါတယ်ဆက်သုံးစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကပြီးခဲ့တဲ့သတင်းပတ်မှာမူရင်းဈေးထက် တက်လီတာကို35ချက်ကနေချက်60ထိဈေးနှုန်းလျှော့ပြီးသတ်မှတ်ခဲ့ကအခုသတင်းပတ်မှာလည်းချက်40ကနေ100ကြာထပ်ပြီးလျှော့ချသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဈေးကွက်လေးလာသူတွေကတော့ပြည်တွင်းဒေါ်လာလဲလှယ်နှုန်းပြန်ကျနေတာနဲ့ကမ္ဘာ73စီဈေးနှုန်းတွေကျဆင်းလာတာကြောင့်ပြည်တွင်းဈေးနှုန်းတွေလည်းရော့ကျလာတာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ ကောမဒီကအော်တိုဘားလ10ရက်နေ့မှာတက်မှတ်တဲ့ရန်ကုန်အထိုင်73စီဈေးနှုန်းတွေကတော့ဒီဇယ်တလီတာကို2500ကျပ်အစစ်မြင့်ဒီဇယ်တလီတာကို3050ကျပ်အော်တိန်92တလီတာကို2930ကျပ်နဲ့အော်တိန်95တလီတာကို2800ကျပ်စီရှိနေပါတယ် Brand ရင်းနှံစိမ်းတစီဈေးနှုန်းကတော့အော်တိုဝါလာ၁၀ရက်နေမှာ American Dollar 64.35ဒေါ်လာရှိပြီးတရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်။ကမ္ဘာရင်းနှံဈေးကွက်စောင့်ကြည့်သူတွေရဲ့အဆိုအရအရှိအလယ်ပိုင်းဒေတာမှာပြိပက္ခတွေလျော့နေလာပြီးငြိမ်းချမ်းရေးအလားအလာတွေပေါ်ထွက်လာတာကြောင့်ရင်းနှံဈေးနှုန်းတွေကျဆင်းလာတာဖြစ်တယ်လို့သိရပါတယ်ရှင်။ မြန်မာတို့ရဲ့အထွတ်မြတ်ထားရာသတင်းကြော်လာပြီးနေမှာ စကိုင်းတိုင်းချောင်းမြို့နယ်ဖုံတိုရွာကိုစစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အယသအများပြားသေဆုံးခဲ့ရသလိုသေဆုံးခဲ့ရတဲ့အထဲမှာလည်းကလင်းငယ်တွေပါပါဝင်နေတဲ့အတွက်ဒီလိုတိုက်ခိုက်မှုမျိုးကိုလက်မခံကြောင်းပြည်ထောင်စုဩစတြေးလျတပ်ရုံးတွေကရှုံချလိုက်ပါတယ်။ မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေတဲ့မြန်မာစစ်အစိုးရရဲ့လှုပ်ရွက်ကို UK အစိုးရအနေနဲ့ရှုံချပါရယ်မြန်မာစစ်တပ်အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းများအလုံးအားအယက်သားပြည်သူများအထူးသဖြင့်ကလေးငယ်များကိုအကာအကွယ်ပေးဖို့တိုက်တွန်းပါရယ်လို့ပြည်ထောင်စုအကြီးအကဲ Andrew Jackson ကဆိုထားပါရယ် ။အော်စတြေးလျတန်ယုံကလည်းအကြံဖတ်မှုတွေကိုချက်ချင်းပြတ်တန့်ဖို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို အတားအဆီးမရှိဘေးကင်းစွာပေးနိုင်ဖို့မတရားထိန်းသိမ်းခံထားတဲ့အကျဉ်းသားတွေကိုလွှတ်ပေးဖို့နဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေကိုလုံဆောင်ဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။စကိုင်းတိုင်းချောင်းမြို့နယ်ပုံတို့ရွာမှာအော်တိုဘာလ6ရက်နေ့ကဆရာနာရှင်စန့်ကျင်ရေးစီမီတပိတ်ပြုတ်လုံနေတော့မုံရွာနမခကတက်လာတဲ့ပါရာမော်တာနဲ့ဘုံချဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်တိုက်ဆုံသူအယောက်40ထပ်မင်းရှိခဲ့ပါတယ်ရှင်။ ရွေးကောက်ပွဲအလွန်ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဘလို့ပုံစံမျိုးပေါ်ပေါက်လာနိုင်တယ်လဲဆိုတဲ့အပေါ်လေးလာသူတွေရဲ့အမြင်သဘောထားတွေကိုအောင်သူကပြောပြပေးမှာပါစစ်တကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းရဆိုင်သွားခဲ့တဲ့ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဟာဒီနေ့အကုန်မှကျင်းပမဲ့ရွေးကောက်ပွဲအပြီးမှာပြန်လည်အသက်ဝင်လာနိုင်တယ်လို့နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ပေမဲ့အင်အားကြီးနိုင်ငံတွေရဲ့အကူအညီမပါဘဲမဖြစ်နိုင်ဘူးလို့ဆိုပါတယ်မြန်မာနိုင်ငံမှာ တွစ်ဆုံဆွေးနွေးမှုတွေကိုတက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့အမြန်ဆုံးလုပ်ကြဖို့အာဆီယံနိုင်ငံတွေနဲ့အနောက်နိုင်ငံတွေကတိုက်တွန်းနေပေမဲ့အနာသိန်းစစ်ကောင်စီဘက်ကရောတော်လိုင်းအင်အားစုတွေဘက်ကပါတွစ်ဆုံဆွေးနွေးလိုတဲ့ဆန္ဒရှိမနေပဲစည်ရေးရအရှိန်မြှင့်ကြဖို့နှစ်ဖက်စလုံးကပြင်ဆင်နေကြတာပါတော်လိုင်းအင်အားစုတွေဘက်ကတော့စစ်တပ်ကိုတောင်းဆိုထားတဲ့အချက်6ချက်ကိုလိုက်ရောမှုမရှိဘူးဆိုရင်တွစ်ဆုံဆွေးနွေးမှုဟာဖြစ်လာမှာမဟုတ်တယ်လို့ စစ်အာဏာရှင်ပြုတ်ကြည်လမ်းကြောင်းအတိုင်းဆက်ပြီးရှောက်လန်းနေကြမှာဖြစ်တယ်လို့ပြောပါတယ်။ဆေးဥစုကစစ်ပေါင်းစစ်ဝင်တွေချက်နေဆိုတဲ့အမြင်ဆုံးတော့ရှိချင်ရောက်လာတာဖြစ်တယ်။အဲ့တော့အဲ့လိုအခြေအနေမျိုးမှာလည်းပြောရဲအဲ့လိုရှိချင်ရောက်လာတဲ့အခါမှာကဒီဆေးဥစုပေးတော့နဲ့ဒါကျင်းရပါမယ်ဆိုတဲ့အခြေအနေမျိုးကတော့တော်နိုင်တဲ့ဆောင်မဖြစ်နိုင်ဘူး။ဒါတော့အဲ့လိုပဲကျွန်တော်ယုံကြည်တယ်။အဲ့တော့ကျွန်တော်တို့တချို့တော့အစုဖွဲ့တွေဖွဲ့စည်းပြီးမှတော့တာစုနေမှုတွေရှိကောင်းရှိနိုင်တယ်တော့တော့အဲနိုင်ငံကြီးတွေအရတော့နိုင်ငံကြီးတွေအရအမြင့်ဆုံးရောက်လာတဲ့နိုင်ငံကြီးတွေဆုံးလုံးမှာတော့အဲတဆုံးလုံးအနေနဲ့အဲစစ်တပ်ကြီးနိုင်မှုအ တွေ့ဆုံသူနဲ့ကိုပြည့်ရခါပါခုနရောက်လာတဲ့အမြင်ဆုံးညီချင်းကိုအမြင်ဆုံးညီချင်းအားလေးပြောနောက်ပြန်လဲပါအဲ့ဒီဟာတော့တော်လိုင်းစုံလုံးဖြစ်နိုင်အောင်လို့ကျွန်တော်ယူဆပါတယ်စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းပြီးတဲ့နောက်ပိုင်းမှာနှစ်ပေါင်း80ကျော်ကြာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကိုခြုံငိမ့်အောင်တိုင်းသားတော်လိုင်းအဖွဲ့တွေနဲ့အစိုးရကြားဆွေးနွေးနေတဲ့ဆွေးနွေးပွဲတွေရပ်ဆိုင်သွားခဲ့ပါတယ်အဲ့ဒီအပြင် နိုင်ငံတကာအသိတတရရှိမှလက်မှတ်ရေးထိုးခဲ့တယ်။တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရဲ့စည်သဘောတူစာချုပ် NCA ရဲ့တရားဝင်မှုကလည်းခိုင်မာမှုမရှိတော့တယ်လို့အဲ့ဒီစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ကရင်မျိုးသားစီယုံ KMU ချင်းမျိုးသားတပ်ဦး CNF အပြင် ABSDF နဲ့ PNL အဖွဲ့တွေက SCA စာချုပ်ဟာတရားဝင်မှုမရှိတော့ပဲပြည့်ပြည့်သွားပြီလို့ပြောပါတယ်။ဒါပေမဲ့အာနာသိန်းစစ်တပ်နဲ့ SCA စာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ကြံ6ဖွဲ့ကတော့အဲ့ဒီစာချုပ်အရာမဟုတ်ပဲငញ្ញရေးဆွေးနွေးမှုတွေကိုတဖွဲ့ချင်းဆက်ပြီးဆွေးနွေးခဲ့တယ်လို့သဘောတူညီချက်တချို့လည်းရရှိထားပါတယ်။အဲ့ဒီဆွေးနွေးမှုတွေကနေရရှိခဲ့တဲ့အချက်တွေကိုဒီနှစ်အကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲအပြီးမှာပေါပေါလာမဲ့လှစ်တော်မှာအတည်ပြုပြီးခဲ့ရင် SCA စာချုပ်ရဲ့လုပ်ငန်းစဉ်တွေဟာပြန်လည်အကောင့်ထဲပေါ်လာနိုင်တယ်လို့စီးနိုင်ငံရေးလိလာသူတချို့ကယုံကြည်နေကြပါတယ်။ဆိုင်းတော့ဒီကိုယ်တိုင်အစပြုတော့သူတို့ကိုယ်တိုင်က အဆိုပြုလာကြတဲ့ပြဿနာရယ်အဲ့ဒီကိစ္စပေါ်မှာအစိုးရဘက်ကလည်းလက်ခံတယ်ညီလဲမဆိုးနေမယ်ဆိုတော့နိုင်ငံတကာသည်ကျွန်တော်ထူထားခဲ့ပြီးသားဆိုင်သားတွေဘက်ကပဲတချို့ကပြန်မလိုလားဆိုတော့နည်းနည်းတော့ဟိုသူတို့ပထမစဉ်းစားထားတဲ့ဟာနဲ့အခုလက်ရှိဖြစ်နေတာဟာနဲ့ဟိုရောဒီကြီးတော့လာဖြစ်တာပေါ့လေကျွန်တဲ့လမ်းကြောင်းတစ်ခုကြွားဖို့ဆိုတာကတော့လက်ရှိနေထားမှာလွယ်လိမ့်မယ်မထင်ပါဘူး။ဒါကြောင့်လဲဆိုတော့ဆိုင်သားဖွဲ့စည်းတွေကိုယ်တိုင်ကိုယ်ကသူတို့ရှားရမှာရောတကယ်ကောသူတို့ညီငယ်ဆိုတဲ့ဘုံတော်ကညီညီချက်ပေါ်တိတိကျကျရက်ရလာဆိုတဲ့မျိုးစုံပြထုတ်ဆက်ရှိတာ哦။အဲ့တော့အဲ့ဒီဘိုင်းကတော့ န်စီရီတိုးရိုးဖြစ်နေတော့ရှိနေအောင်ပါပဲနှစ်ဖက်ညှိနှိုင်းပြီးတော့အခုကြောင်းလဲမှုတွေရှိလာမှာပေါ့ဒါတော့စောင့်ကြည့်လို့လိုပါလိမ့်မယ်စစ်ကောင်စီကကျင်းပမဲ့ရွက်ောက်ပွဲအလွန်ကာလတွေမှာပေါ်ပေါက်လာနိုင်တဲ့ငင်းကြဲရေးနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဟာ2023အရှိပိုင်းကပုံစံမျိုးဆွေးနွေးလို့မရတော့ပဲအနာသိပြီးတဲ့နောက်ပိုင်းမှာပေါ်ပေါက်လာခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ MUG နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုချန်လက်ထားလို့မရဘူးလို့အမည်မဖော်လိုကြတဲ့စီးနိုင်ငံရေးအကဲခတ်တချို့ကထောက်ပြပါဗျာ အနာသိန်းစစ်ကောင်စီဘက်ကတော့နိုင်ငံတော်အာဏာကိုရှင်ပြိုင်ရယူလိုတဲ့အမျိုးသားညွညွရေးအစိုးရ MUG ကိုလက်ခံတွစ်ဆုံမဲ့အခြေအနေရှိမနေပဲဒေသအလိုက်ပြန်ကျင်းနေတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုတော့တဖွဲ့ချင်းအနေနဲ့တိတန့်တွစ်ဆုံပြီးနိုင်ငံရေးအရာဖြေရှာလာနိုင်တဲ့အခြေအနေတော့ရှိနိုင်တယ်လို့နိုင်ငံရေးလှလသုံးသက်သူဒေါက်တာအောင်မျိုးကပြောပါတယ်အမျိုးကြီးဆိုတော့ကျွန်တော်တို့ဘလို့မှထက်သွင်းစဉ်းစားမှလည်းမဟုတ်ဘူးအတိမတ်ပြပါလေ သူ့အတိမတ်တွေကျွန်တော်ကဘာဖြစ်သွားမလဲပေါ့နော်။အညူးစီကသူကဝါရာကြီးရမူတည်ပြီးဖြစ်လာတဲ့ကျွန်တော်လက်နက်ကန်တူပြ။တိုင်းသားဤဟိုကြီးကသူကမိမွေးနဲ့ဖတ်တဲ့ပြီးဖြစ်လာတဲ့ဒီရက်တိကျတစ်ခု မတူဘူးဆိုတော့ဒါဆိုဆရာတို့ဘောပေါက်ပါပေါ့နော်။ပြောရလို့ရှင်တယ်သူကတူးတလူငါတမင်းတဲ့ဥစ္စာပေါ့သူ့ကိုသူရင်းအများတယ်လို့ပြောလို့မရဘူး။ဖွဲဟိုပါပေါ့နော်လေးဟိုပါခုံးပုံကြီးလို့ပေါ့နော်အကြီးထင်ရတယ်နဲ့သူကလွတ်သွားပါလေပေါ့နော်။အဲအဲ့လိုပဲကျွန်တော်တို့ကယူဆတာပေါ့နော်။သူစဉ်းစားမှမဟုတ်ဘူးပေါ့သူတို့ လက်တွဲမခေါ်ဘူး။အာဆီယံလှည့်ကြဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးဘိုဟာမက်ဟာဆန်ကလည်းအော်တိုဘာလ9ရက်နေ့ကနေပြည်တော်ကိုရောက်လာခဲ့ပြီးအနာသိန်းစစ်ခေါင်းဆောင်အပြင်အနာသိန်းစစ်တရဲ့ကော်မရှင်အဖွဲ့ဝင်တွေနဲ့ပါတွေ့ဆုံပြီးအာဆီယံရဲ့ဘုံသဘောတူညီချက်5ရပ်ကိုအကောင့်ထဲဖော်ပြီးအလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲကိုလုပ်ဖို့အပြင် အကြံဖတ်တိုက်ခတ်မှုတွေကိုရှင်းချဖို့ဆွေးနွေးခဲ့ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ TV ဥမေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်